မင်္ဂလာပါရှင်ခေတ္တသတင်းဌာနရဲ့နောက်ဆုံးရသတင်းများတင်ဆက်ပေးပါမယ်။သတင်းကြိုလာပြည်နေ့တွင်စစ်တပ်ကနမ်မတူနှင့်တီဘောမျိုးတို့ကိုဇက်တိုက်လေရင်ဖြင့်ဘုံကျဲသောကြောင့်နေအိမ်များပြားပျက်စီဗုဒ္ဓဘာသာမြန်မာလူမျိုးများ၏အထွတ်မြတ်ထားရာယနေ့ကြရောက်သည့်သတင်းကြိုလာပြည်နေ့တွင်စစ်တပ်ကနမ်မတူမျိုးနှင့်တီဘောမျိုးတို့ကိုလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်သောကြောင့်နေအိမ်များပြပျက်စီးသွားကြောင်းတီအန်အေအေထုတ်ပြန်ချက်နှင့်ဒေသပြည်သူများ၏ပြောဆိုချက်အရသိရှိရသည် ယနေ့အော်တိုဘာလ6ရက်နေ့နနက်9:43မိနစ်အချိန်စစ်တပ်ကနမ်တူမျိုးမျိုးမဈေးရဲ့ရက်ွက်နှစ်ကိုတိုက်လေရင်ဖြင့်ဘုံကျဲချခဲ့ကြောင်းဘုံကျဲချမှုကြောင့်နမ်တူမျိုးရှိနေအိမ်6လုံးလဲဘုံစားထိမှန်ပျက်စီးသွားခဲ့ကြောင်းဘုံကျဲချမှုကြောင့်ပျက်စီးမှုပမာဏရိယာကြီးမားတော်လဲတည်ဆုံးသူမရှိကြောင်းသိရှိရသည် ကျန်းနဲ့ပြစ်ချသွားတာပေါင်900ရဘုံလို့ပြောတယ်အိမ်တွေကို တစစီဖြစ်သွားတယ်ကားတွေလည်းထိတာလူအသေးပြောက်တော့မကြားမိသေးဘူးပျက်စီးမှုကြီးပေမဲ့လူအသေးပြောက်မရှိတာကံကောင်းတယ်ပြောရမယ်ဟုနမတူမှဒေတာပြည်သူတဦးကလူမှုကွန်ရက်မက်ဆင်ဂျာမှတဆင့်ရန်ကုန်ခေတ်တည်တင်းဌာနထံသို့ပြောဆိုသည် အလားတူယနေ့နနက်9နာရီ38မိနစ်အချိန်တွင်လဲရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့ကိုစစ်တပ်ကတိုက်လေရင်ဖြင့်ဘုံကျဲချသွားခဲ့ကြောင်းဒေသပြည်သူများနှင့်အဆက်အသွယ်ရှိသောတရင်ရင်းမြစ်ကသိရှိရသည်တီဘောကိုကျဲချသွားတာကဆက်သွယ်ရေးယုံပေးကထွေအုပ်ဝန်ထမ်းအင်အားသုံးထက်အဆောက်ဦးနာကိုဘုံကျဲတာလို့ပြောတယ်လူထိခိုက်တော့မကြားမိသေးဘူးဟုတီဘောမြို့မှပြည်သူများနှင့်အဆက်အသွယ်ရှိနေသောတရင်ရင်းမြစ်ကပြောဆိုသည် စစ်တပ်ကအော်တိုဘာလနှစ်ရက်နေ့တွင်လဲနမတူမျိုးတွင်ဘုံကျဲချတိုက်ခိုက်မှုကြောင့်ပြည်သူလူထု၄ဦးသေဆုံးပြီး၅ဦးထိခိုက်ဒဏ်ရာရရှိကြောင်းပြည်သူများအနေဖြင့်စစ်ကောင်စီ၏ဘုံကျဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန်စစ်ရေးတရီအမြဲရှိရန်လိုအပ်ပြီးလေကြောင်းရန်မှကာကွယ်နိုင်ရန်လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီလန်းများလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းစစ်ကောင်စီတပ်သည်တိုင်းပြည်အတွင်းသာမကတိုင်းရင်းသားလက်နက်ကိုင်များပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြစ်တော်လဲကောင်းလက်နဲ့ကြီးဖြစ်တော်လကောင်းဒရုံဖြစ်တော်လကောင်းလေချောင်းဖြစ်တော်လဲအပြစ်မဲ့ပြည်သူလူလူများအပေါ်စစ်ရာဇဝတ်မှုကျူးလွန်နေရရှိကြောင်း TNAA ကသတင်းထုတ်ပြန်သတိပေးထားသည်မုံရွာမြို့နယ်တွင် ပြည်သူများထံမှစက်ကြီးကောက်နေသောရဲရာရှိ3ဦးနှင့်ရဲတပ်သား2ဦးတို့လိုက်ပါလာသောကားကိုတော်လန်ရေးတပ်များကပြစ်ခတ်မှုရဲ4ဦးတေဆုံးပြီးလက်နက်ခဲယမ်းများတင်ဆက်ရရှိစကိုင်းတိုင်းမုံရွာမြို့နယ်တွင်ပြည်သူများထံမှ စက်ကြီးကောက်နေသောရဲရာရှိ၃ဦးနှင့်ရဲတပ်သား၁ဦးတို့လိုက်ပါလာသောကားကိုတော်လန်ရေးတပ်များကပြစ်ခတ်မှုရဲ၄ဦးတေဆုံးပြီးလက်နက်ခဲယမ်းများတင်စေရရှိကြောင်းမုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မုံရွာမြို့နယ်ပလဖမှတာဝန်ရှိသူ၁ဦးကရန်ကုန်ခေတ်တည်တင်းဌာနထံသို့ပြောဆိုသည် အော်တိုဘာလ၄ရက်နေ့နနက်ပိုင်းမုံရွာမြို့နယ် တာစီလန်းနှင့်အတော်အဝိုင်းဘက်တွင်ပြည်သူများထံမှငွေကြေးနှင့်ပါလာသောပစ္စည်းများအတင်းအဓမ္မဆက်ကြေးကောက်ခံနေသောရဲအရာရှိ၃ဦးနှင့်ရဲတပ်သား၁ဦးလိုက်ပါသောအင်စီကားကိုတော်လန်ရေးတပ်များကတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်